အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်ဧပြီလ၄ရက်တောက်ကြနေ့ညနေပိုင်းမှာတော့တော်လံပြည်သူတွေစိတ်ဝင်စားနေတဲ့လာရှိုးမြို့အခြေအနေကိုသုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်လာရှိုးကနေမန္တန်ဓာတ်ရုပ်ဆုတ်ခွာတော့မှာတည်ကြနေပြီဖြစ်ပါတယ်မြန်မာနှစ်ဆန်း၃ရက်နေ့လို့ပြောနေကြပါပဲဧပြီလ22ရက်နေ့လို့စုံစမ်းသိရှိရပါတယ်22ရက်နေ့ကဖြစ်နိုင်ချေပိုများပါတယ် ။ဘာကြောင့်လဲဆိုတော့စစ်ကောင်စီရဲ့တရားဝင်နှစ်တစ်ခုရုံးပိတ်ရဟာလဲဧပြီလ22ရက်နေ့ထိဖြစ်ပါတယ်။လာရှိုးခြေဆိုင်အရှင်းမြောက်တိုင်းစစ်ထာနာချုပ်ကိုပြီးခဲ့တဲ့2024ခုနှစ်အော်ဂုတ်လ3ရက်နေ့မှာစစ်ကောင်စီကလက်လွတ်ခဲ့ရတာဖြစ်ပြီးပထမဆုံးတော့ area command center တခုကိုစတင်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။တမန်စင်ရဆိုရင်တော့လက်ရှိမှာကိုကန့်ထိန်းချုပ်ရာဒေသတွေကိုဒေသောင်းတိုက်ခိုက်မှုပြုလုပ်ခြင်းမရှိတာတွေ့ရတဲ့အတွက်နှစ်ဖက်ပြစ်ခတ်မှုဆိုင်းငံ့ထားတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဒါပြီးရင်လက်လက်ချစစ်တုပ်ပန်းတွေကိုလွတ်ပေးရမှာဖြစ်ပါတယ်လက်ရှိအနေထားမှာတော့စုတ်ခွာပြီးမှလွတ်ပေးမှာလားဆိုတာကိုတော့သုံးသပ်ဖို့မလွယ်သေးဘူးဖြစ်ပါတယ်လာရှိုးကျင်းတောင်ထဲမှာထိမ့်သိမ်းထားတာဆိုတော့စစ်ကောင်စီပြန်လာမှပဲမင်းတို့သဘောဆိုတာမျိုးနဲ့ထားခဲ့မယ်လို့ကောက်ချက်ချရမှာဖြစ်ပါတယ်ရှစ်လကျော်အကြာမှာစည်ရင်းနီးရရှုံးနေလက်လွတ်ထားရတဲ့တိုင်းစစ်ဌာနချုပ်ကိုတရုတ်ရဲ့အာကုန်နိုင်ငံရေးနီးနဲ့ပြန်လည်ရယူသွားတဲ့အချက်ဟာစမ်းစစ်စရာတွေရှိနေပါသေးတယ်မန္တန်တာတို့ဟာရှမ်းမြောက်မှာလာရှူ ချင်းရှိဟောလောက်ကိုင်းကုံရန်ဖောင်းဆိုင်မုံကူပန်ဆိုင်ကွမ်းလုံကျူကုတ်တာမွန်းရဲမော်ထိုင်နဲ့တိန်နီတို့ကိုသိမ့်ပိုက်ထိ ंछ ုပ်ထားတာဖြစ်ပါတယ်တင်နီလာအေးတို့ကတော့နမ်တူနမ်ဆန်နန်ခမ်ကုတ်ခိုင်မန်တုံမိုင်းလုံမိုင်းငော့တီဘောကြောင်မဲမိုးကုတ်မိုးမိတ်စင်ကူနောင်ချူတောင်ခမ်းဒေသမပါတွေကိုသိမ့်ပိုက်ထိ ंछ ုပ်ထားသေးဖြစ်ပါတယ် လာရှိုးကိုစစ်ကောင်စီပြန်ရရင်စီရေးအခြေအနေဘယ်လိုဖြစ်လာမလဲခေါင်းဝင်ကိုစန်းစနီးပြူဟာလုံမလာနိုင်ဘူးလို့ပြောလို့မရပါဘူးမန်နန္ဒာတို့ရဲ့တိန်နီနဲ့ကုတ်ခိုင်အတွက်အန်ရယ်များသလိုတင်နီလာရေးနယ်မြေဖြစ်တဲ့နမ်တူတီဘောနဲ့ကြောင်မဲတို့ကိုလည်းချင်းချောက်လာနိုင်စရာရှိပါတယ်ကြောင်မဲကိုအထူးဂရုစိုက်ရမှာလို့တွေ့မြင်ရပါတယ်နောင်ချိုကိုတောင်းခန်းနဲ့အုံမတိနှစ်ဖက်ညံ့မဲ့အရေးအယံရှိတယ်လို့ကြောင်မဲကိုတော့နတ်လန်ဘက်ကတစ်စက် ပုံပိုးနံဝဖက်ကနေထိုးဖောက်မဲ့စစ်မြားလမ်းကြောင်းကိုမြင်တွေ့နေရပါတယ်စစ်ကောင်စီကလည်းတောင်ခမ်းမိုင်းရဲတန်ရန်နဲ့နတ်လန်ဘက်တွေကိုရသမျှအင်အားတွေစုပုံထားနေသေးတာဖြစ်ပါတယ်လာချိုးကိုပြန်ပေးရတာရဲ့မန္တန်ဓာတို့လောလောဆယ်အပြစ်ဆိုင်ကနေမှုလို့ဟာတင်နီလာအေးတို့အတွက်စစ်ရေးပုံဖော်နိုင်မှုကိုအထက်တွေ့စီခဲ့ပါတယ်ဆိုရှယ်မီဒီယာမှာတင်နီလာအေးတို့ကိုစစ်ရေးနီးနဲ့ရောနိုင်ငံရေးနီးနဲ့ရောသိတဲ့သူရောဘာမှမသိတဲ့သူတွေကပါရောရောင်ပြီးတိုက်ခိုက်နေကြတာကိုလည်းတွေ့ရပါတယ် ချုပ်ရမယ်ဆိုရင်လာရှိုးကိုပြန်ပေးရမှာလုံးဝသေးကြပါရယ်ရခင်ပြောခဲ့ဘူးသလိုစီပင်သားယာမြန်မိတ်မြို့ပေါ်12ရက်ကွက်ပဲချစ်ဖို့များပါတယ်ချင်းမြောက်တိုင်းစစ်ဌာနချုပ်စိတ်တိုင်းကြလှုပ်ရှားလို့မရအောင်မြို့ကိုစိုးမိုးထားတဲ့နေရာတွေမှာမတ်နန်ထားတဲ့ပူပေါင်းအဖွဲ့တွေတက်နေရချထားဖို့လိုအပ်ပါတယ် KD တရားအထီတာစစ်ကောင်စီအားလှုပ်ရှားခွင့်ရှိမဲ့အခြေအနေချစ်ဖို့များပါတယ်ချင်းမြောက်တိုင်းစစ်ဌာနချုပ်တိုင်းဦးစီးအရာရှိငယ်တချို့ကတော့လာရှိုးကိုတွားရမယ်ဆိုရင်တော့လစ်မယ်ဆိုတာတွေလည်းရှိပါတယ် ကျွန်တော်လဲစစ်တိုက်စားလာခဲ့ဘူးသူဖြစ်ပါတယ်။မန္တန်သာတို့အနေထားကိုနားလဲပါတယ်။တွင်းနဲ့ချွေးနဲ့ရင်းပြီးကိုယ်တိုင်တိုက်လာတဲ့နေရာကိုဘလို့မှပြန်ပြီးလက်လွတ်မပေးခြင်းဘူးဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ကိုကံအဖွဲ့ခေါင်းဆောင်ကိုလဲငလင်လူရမ်းမှုနဲ့အတူကိုရင်တစ်ချက်ပြလာတာကိုတွေ့ရပါတယ်။ငလင်ဖေးတံကြောင့်ငွေဥလှူရှားမှုအတန်ပုံရိပ်တွေချော့တော့နေရာကနေလားရှိုးမှာစစ်ကောင်စီပြန်ပြီးအခြေချလာပြီးဆိုရင်တော့ ဆိုရှယ်မီဒီယာမှာဆဲကြဆူကြဝေဖန်ကြနဲ့စီစီကားကပြန်ပြီးဖြစ်လာမှာကတော့အထင်ရှားဆုံးဖြစ်ပါတယ်။နောက်ထပ်ထင်ရှားဆုံးတစ်ချက်ကတော့မန္တန်တာတို့ဟာလာရှိုးကနေစကြံပြီးနောက်ပိုင်းကာလကအစောဆုံးဖြစ်ပြီးနောက်ကြဆုံးဇွန်လကုန်မှာ လာရှိုးကနေပြောင်းရွှေ့ထွက်ခွာပေးရမှာပဲဖြစ်ပါတယ်။ဆက်လက်ဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။